တိုက်ပွဲတွေတကြော့ပြန်ဖြစ်ပွားလာနိုင်တဲ့အခြေအနေတွေကြောင့်မိုးကုတ်မြို့ခံတွေဟာထွက်ပြေးသိမ်းရှောင်နေကြတဲ့အတွက်လက်ရှိမှာကာခရွေအရင်ကထက်၅ဆနီးပါးအထိမြင့်တက်သွားတယ်လို့ဒေသခံတွေကရှုဖြူမျိုးပြောပါတယ်။မြို့ကိုထိန်းချုပ်ထားတဲ့တအန်တကပြန်လည်ဆုတ်ခွာမှုတွေရှိခဲ့ပြီးတဲ့နောက်မှာလေကြောင်းတိုက်ခိုက်မှုနဲ့မြို့သိမ်းတိုက်ပွဲတွေရှိလာနိုင်တဲ့အခြေအနေတွေကြောင့်မိုးကုံမြို့ခံတွေဟာဘဲလွရတို့အကျိုးတင်ထွက်ပြေးတင်းဆောင်လာကြတာပဲဖြစ်ပါတယ်။ထောင်နဲ့ချီတဲ့မြို့ခံတွေကတော့ မြို့ကိုစွန့်ခွာဖို့အတွက်နေ့စဉ်ဆက်တိုက်စူးစမ်းနေကြတယ်လို့သိရပါတယ်။လက်ရှိချိန်မှာတော့ကားခါတွေဟာတအူးကို၈သိန်းကျပ်ကနေ၁၀သိန်းကျပ်အထိရှိနေပြီးတော့လူတယောက်ကိုကြောပိုးအိတ်တစ်လုံးပဲယူဆောင်ခွင့်ပေးထားတယ်လို့တခြားပစ္စည်းတွေတင်ဆောင်ခွင့်မပေးထားဘူးလို့သိရပါတယ်။တပြင်းကုံကြစိတ်အနှဲငယ်တက်တာတဲ့ရှမ်းမြောက်ကြောက်မဲမျိုးဖက်ကိုလည်းတိန်းဆောင်နေကြတဲ့သူတွေရှိနေတယ်လို့မိုးကုံကြောက်မဲကားခါက တူဦးကိုကျက်နှစ်သိန်းကနေလေးသိန်းအထိရှိတယ်လို့မြို့ခံရင်မောင်းတူဦးကပြောပါတယ်။မြို့ကိုထိန်းချုပ်ထားတဲ့တန်းတမရောကတော့တိလ25ရက်နေ့နောက်ဆုံးထားပြီးမူကောက်ကနေပြန်လဲဆုတ်ခွာมาဖြစ်ပေမဲ့မန္တလေး PTO အပအဝင်မဟာမိတ်တပ်တွေကမြို့ကိုဆက်လက်ထိန်းချုပ်သွားမယ်လို့ထုတ်ပြန်ကြေညာထားပါတယ်။